အားလုံးပဲမင်္ဂလာပါရှင်ပွဲရဲ့ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ချက်ရတာအရင်လွယ်ပြီးကျမရဲ့အတွက်လည်းကောင်းတဲ့ Korea style ပြပြဟိလေးချက်မှာဖြစ်ပါတယ် green ရှင်းပြီးစားလို့လည်းအရင်ကောင်းတာမို့လို့ပိုးနဲ့တူတူလိုက်ချက်စားကြည့်ကြအောင်နော်အီမီနေမကောင်းတဲ့အခါမျိုးမှာဆိုရင်လည်းဒီဟိလေးက green ရှင်းပြီးအဟာရဖြစ်စေပါတယ်ရှင်ပိုးကတော့ပေးပြကိုဒီလိုပေးပြနူလေးတွေတုံးထားပါတယ် စီတီမော်ရိုအိုရှန်နိုမှာအလွယ်တကူဝယ်လို့ရပါတယ်နော်ဒီလိုပဲပြလေးတွေကအီအီတုံတုံလေးနဲ့ဟိဟိချက်တဲ့အခါမှာလဲအစာကြည်လွယ်ပြီးစားလို့လည်းကောင်းပါတယ်ရှင်။အရင်ဆုံးပဲပြလေးတွေကို အတုံးလေးတွေလှိထားလိုက်ပါမယ်။ကိုနစ်တက်တယ်လို့လှိလို့ရပါတယ်နော်။ဒီပဲပြလေးတွေကပရိုတင်းတက်လဲအပြည့်အဝပါတော့ခုလိုတုပ်ကြီးရာဒီမှာဆိုရင်ကိုယ်ခံအားကိုပိုတက်စေပါတယ်ရှင်။ ပြီးရင်တော့ဟိရတဲ့ကိုစက်သားလေးတွေလည်းထဲမှာမို့လို့တခိုက်စာအတုံးလေးတွေလှိထားလိုက်ပါမယ်။စက်သားကိုတော့ပူက30ဒါလောက်ထည့်ထားပါဗျ။စားနေငီးယူကောင်အနေငယ်ထည့်ပြီးနေထားလိုက်မယ်နော်။စက်သားအစားကိုနှစ်တရာအသားလေးတွေထည့်ပြီးချက်လဲရပါတယ်ရှင်။ပြီးရင်တော့ဟိရတဲ့ကိုအမှုလေးတွေလည်းထည့်ပါမယ်။အမှုအစားတခြားမှုလေးတွေထည့်လဲရပါရဲ့နော်။ ပိုးကတော့အမ်မိုကိုပိုးကြိုက်တာမို့လို့ထည့်ချက်ဖြစ်ပါတယ်ရှင်။အမ်မိုလေးတွေကိုကိုနှစ်သက်သက်လို့ပြင်ဆင်ထားလိုက်ပါမယ်။စင်တဲ့ဘူအတွက်လိုအပ်တဲ့ကျက်တုန်ကြီးတစ်ချမ်းကိုလည်းနှုတ်ဆင်းထားလိုက်မယ်နော်။ဟင်းရည်နဲ့ချက်တဲ့အခါကျက်တုန်ကြီးရဲ့တဘာဝချိုတက်ကဟင်းရည်ကိုပူပြီးချိုသေးပါရဲ့ရှင်။ကျက်တုန်မျိုးသုံးဘွားကိုလည်းနှုတ်ဆင်းထားလိုက်မယ်နော်။ ောင်မိတ်လေးတွေကိုတော့အဖြူပိုင်းကိုပိုအားစီတက်ဖို့သုံးပါပါအစင်းရောင်ကိုတော့ကြက်တဲ့အခါမှာအနက်လေးပူမွေးအောင်ဖြူဖို့ပါရှင်ကိုရီးယားဟင်းရီချက်မှာဆိုတော့မပါမဖြစ်ကိုရီးယားငရုတ်အနှစ်လေးလည်းလိုပါမယ်နော်ဒီဘူးလေးတွေကိုကုန်စုံဆိုင်ကြီးတွေ shopping mall တွေမှာအလွယ်တကူဝယ်လို့ရပါတယ်ရှင်။လိုအပ်တာလေးတွေအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့စချက်လို့ရပါပြီ။ ဥရဲကိုစီနေငယ်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ခုနနနုတ်စင်ထားတဲ့ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်နီလေးတွေကိုထည့်လိုက်ပါမယ်။ကျွတ်သွန်မိဖြူပိုင်းကိုလည်းထည့်ပြီးစီတက်လိုက်မယ်နော်။စီတက်တဲ့နေရာမှာကျွတ်သွန်လေးတွေမတူးအောင်လို့မီးလျှော်ပြီးပဲစီတက်ပေးပါမယ်ရှင်။စီတက်ထားတာအနက်လေးလဲမှုေးလာပြီဆိုရင်တော့ကျသားလေးတွေကိုထည့်ပါမယ်။ ကျက်သားလေးတွေကိုအပေါ်ရန်တင်းတင်းလေးနဲ့ဖြူလာတဲ့အထိခဏလောက်ကြောထားပေးလိုက်ပါမယ်။ပြီးရင်တော့ကိုရီးယားငရုတ်နှစ်ကိုထမင်းစားသောနဲ့တစုံထည့်လိုက်ပါမယ်။တကယ်လို့အိမ်မှာကိုရီးယားငရုတ်နှစ်ဘူးမရှိဘူးဆိုရင်ငရုတ်တီးအရောက်တင်မှုကိုလည်းအနည်းငယ်ထည့်လို့ရပါတယ်ရှင်။ငရုတ်ကောင်းကိုတော့လက်ဖက်ရည်စုံနဲ့တဝက်ထည့်ထားပါတယ်။အရသာအတွက်ပဲငံပြာကြီးအကျဲကိုထမင်းစားသောနဲ့နှစုံထည့်လိုက်ပါမယ်။ ချက်သားမှုကတော့လက်ဖက်ရည်စုံနဲ့တစုံထည့်ထားပါတယ်ရှင်အားလုံးထည့်ပြီးပြီဆိုရင်တော့ရေစားထည့်လို့ရပါပြီအိုးဟာရေကို1လီတာလောက်ထည့်ထားပါတယ်ရှင်အိမ်မှာကြက်ပြုတ်ရည်ရှိတယ်ဆိုရင်ရေအစားကြက်ပြုတ်ရည်ထည့်လို့ရပါတယ်တဲထားလေးလဲစူလာပြီဆိုရင်တော့ပေးပြလေးတွေကိုထည့်လိုက်ပါမယ်ရှင်ပေးပြလေးတွေကနုနုလေးတွေမို့လို့အယမ်းမွေရင်ကြည်သွားတတ်ပါတယ်ရှင် ဒါကြောင့်မို့လို့မကြည်အောင်လို့ဖြည်းဖြည်းလေးပဲမှုပြီးရပါမယ်နော်။ပြီးရင်တော့မီးအလယ်လက်ထားပြီးကြက်သားလေးတွေကျတဲ့အထိတဲထားလိုက်ပါမယ်။ကဲတဲလာလိုက်တာ15မိနစ်လောက်ရှိပြီဆိုရင်တော့အရသာအပေါငယ်နီးမီးလိုက်ပါမယ်။အရသာအပေါငယ်အနီတော်ပဲဆိုရင်တော့အက်မိုလေးတွေထည့်လိုက်ပါမယ်နော်။ပြီးရင်တော့ကြက်ဥလေးတစ်လုံးကိုဖောက်ထည့်လိုက်ပါမယ်။ အနက်လေးပူမွေးအောင်လို့နှမ်းစီမွေးကိုထမင်းစားစုံနဲ့တစုံအောင်ထည့်လိုက်ပါမယ်။ကိုရီးယားဟီးနီချက်ရင်နှမ်းစီကမပါမဖြစ်ပါမယ်နော်။အားလုံးကြက်ပြီဆိုရင်တော့ကြက်သွမ်းမိတ်လေးတွေဖြူလိုက်ပါတော့မယ်။တကယ်လို့ကိုဟာခက်ဆက်ဆက်လေးစားချင်နေဆိုရင်ငရုတ်နှစ်ထည့်တဲ့အခါမှာပူထည့်လို့ရပါတယ်ရှင်။ခုဆိုရင်တော့ကိုရီးယားစတိုင်ပေပြာဟီးရီလေးရပါပြီရှင်။ဒီဟီးရီလေးကပရိုတင်းနဲ့ပြည့်ပါတာမို့လို့ဒီလိုသကွေးရည်ဒီမှာဆိုရင်ကိုယ်ခံအားကိုတက်စေပါတယ်။ နေမကောင်းလို့အစာမကြည်နိုင်တဲ့အခါမျိုးတွေမှာဆိုရင်လေဒီပေးရလေးတွေကအစာကြည်လေသေးပါရဲ့ရှင်ပူပူဆက်ဆက်လေးနဲ့ဆိုရင်ဂရင်းလဲပွင့်ပြီးတော့စားချင်စိတ်ပူဖြစ်လာနိုင်တာမို့လိုက်ချက်စားကြည့်ကြအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီလေးတွေရောမုလုံနီလေးတွေပါအမြင့်တင်မိတာမှဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ပေးတာပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်